ရင်းတော်မြတ်တနင်္ဂနွေနေ့မှာသိုးရင်းရဲ့နှွေထွေးသောမေတ္တာတွေနဲ့စစ်မှန်တဲ့ငြိမ်းချမ်းတာယာခြင်းတွေအားလုံးပေါ်မှာအစဉ်တက်ရောက်ပါစေ။ဖယားဟာကျွန်ုပ်တို့တူးချင်းစီရဲ့အတွက်သိုးရင်းပမာဖြစ်ပါရ။သိုးရင်းဟာသိုးရင်းနဲ့သိုးသိုးနဲ့သိုးရင်းအမြဲတမ်း ဆက်ဆက်မှုဆက်နွယ်မှု ရှိနေတယ်ဆိုတာကိုကျွန်တော်အားလုံးသိရဟမ်ဒီနေရာမှာသခင်ဖျားကကျွန်တော်တို့အားလုံးကပေးထားတဲ့သူ့ရဲ့ဂရိစကားအမိတ်တော်ကဘာရွက်လဲငါသူတို့ဟာငါအတန်ကိုနားထောင်နေတဲ့ငါဟာသူတို့ကိုသိရဲသူတို့ကလည်းငါနောက်ကိုလိုက်တယ်အသူနဲ့သူရင်းရဲ့ဆက်ဆက်မှုဆက်နွယ်မှု ဒီကနေ့အဲ့ဒီတရားလေးကိုကောင်းမွန်စွာနားလည်နိုင်ဖို့အတွက်ထောက်ရှုနိုင်ရအောင်ရုပ်ရှင်တကားလေးအကြောင်းပြောပြပါအဲ့ဒီရုပ်ရှင်ကလောရာဆိုတဲ့အမည်ရှိတဲ့ကောင်မလေးရဲ့နာမည်ကို ယူထားတဲ့ရုပ်ရှင်ကားလေးပါအဲ့တော့ဒီနေ့တော့လောရာဟာရမ်းချော့တဲ့ကောင်မလေးအခန်းထဲမှာတရားအုပ်ထဲနေနေတဲ့အချိန်ရုတ်တရက်ကြီးလူတယောက်ကတကားလာခောက်တယ် သူကလည်းဖွင့်ပေးလိုက်တဲ့အခါမှာချက်ချင်းပဲအဲ့ဒီလူကသူ့မှာရှိနေတယ်တနက်နဲ့နဖူးတက်တဲ့ကိုတိပြီးတော့ပြစ်လိုက်တယ်ပတ်လိုက်တယ်သေသွားရှာတယ်အဲ့ဒီအမှုကိုစစ်ဆေးဖို့အတွက်စုံတော့တယောက်ကအခန်းထဲကိုရောက်လာအဲ့တော့ဘာကြောင့်လူသက်မှု ဖြစ်ရတာလဲဆိုတာလိလာတယ်ရှာပွေတယ် ဟောတရက်ပြီးတော့နောက်တရက်လဲကြရောဒီတနေ့ကအဲ့ဒီစုံတော့ကလောရာရဲ့အခန်းထဲမှာ မှုေနောက်အောင်ပြီးရနော်ဒီလူသက်မှုရဲ့နော်အချက်အလက်တွေကိုရအောင်လို့လိုက်တယ်နောက်ဆုံးသူရေးတဲ့ဒါယာကြီးစာအုပ်ကပါမကြံသူအကုန်လုံးလိုက်ဖက်တယ်အဲ့တော့မှုကင်းကဘာကြောင့်လူသက်မှုဖြစ်တယ်ဆိုတာထက် တပြေးပြေးနဲ့လောရာအကြောင်းကိုသိလာတာနဲ့အမျှတည်သွားတဲ့လောရာကိုဒီစုံတော့လေးကမျက်နိုးလာတယ်ချစ်လာတယ်အဲ့တော့အဲ့ဒီလိုစုံတော့ကသူ့ရဲ့အခန်းထဲမှာညအထိတိုင်ပြီးတဲ့နောက်တရေပြီးတရေသူ့ရဲ့ ဒါရီစာအုပ်တွေမှာမှတ်တမ်းတွေမှာရေးထားတဲ့အရာတွေကြည်ရင်းနဲ့ပို့ပို့ပြီးတော့ချစ်မြတ်လို့လာတယ်အဲ့ဒီအချိန်မှာပဲညဘက်အချိန်မှာရုတ်တရက်အမျိုးသမီးတယောက်ကတကားတော့ကိုဖွင့်ပြီးတော့ဝင်လာတဲ့ခါဟာအံ့ဩသွားတယ်ရှင်ကျမအခန်းထဲကိုဘာလာလုပ်နေတာလဲလော်ရာကအခုဝင်လာပြီးတဲ့နောက်စုံတော့ကိုမေးတယ် ဒါတော့စုံတော့ကလည်းမင်းဘယ်သူလဲကျမဟာအခန်းပိုင်ရှင်လေဒီအခန်းမှာကျမနေခဲ့တာအဲ့တော့ကျွန်တော်မြန်မာပြည်သားတွေဆိုလို့ရှိရင်ဟဲတေရွာကနေပြန်လာတာလားဗောလာပြီးတော့အကောင်လိုက်ကြီးထင်ရှားပြနေတာလားဗောလော်ရာကရှင်ဘာလုပ်နေတာလဲပြောလေအေးလူသက်မှုဖြစ်သွားလို့ငါဒီမှာလာပြီးတော့ရှားပွေနေတာအမှုလိုက်နေတာ ဒါနဲ့လော်ရာကအေးကျမရဲ့အခန်းမှာကျမတငယ်ချင်းကို ကျမအဝေးကိုသွားတဲ့အချိန်မှာထားထားခဲ့တာအဲ့တော့သေသွားတဲ့သူကလော်ရာမဟုတ်ဘဲနဲ့သူ့ရဲ့တငယ်ချင်းဖြစ်နေတယ်ဒါကြောင့်အရီလိုနဲ့လော်ရာအကြောင်းကို သိထားတဲ့စုံတော့က လောရာကိုချစ်မိသွားရကနေတယောက်နဲ့တယောက်နောက်ဆုံးဇနီးမောင်နှံဖြစ်တဲ့အထိထိမ်းများသွားကြတယ်အချစ်တွမ်းဖြစ်သွားကြတယ်တသက်လုံးချစ်မြတ်နိုးစွာနဲ့ပျော်ရွှင်စွာဘဝကိုနေတကယ်ကြတယ်ဒီကနေ့အဲ့အချစ်ဇလန်ကကျွန်တော်တို့တယောက်ချင်းစီရအတွက်ဖျားပြီးခဲ့တဲ့ရေးခဲ့တဲ့ဇလန်လေးပါဖန်ဆင်းခြင်းမှာကျွန်တော်တို့အားလုံးကို န့်စင်းထားပြီးတဲ့ဘုရားရှင်က လောကကြီးထဲမှာလော်ရာရဲ့အခန်းလိုပဲဘဝရဲ့ဒီအခန်းအကျယ်ကြီးထဲမှာသူတို့ကိုထားထားပြီးတယ်ဇလန်းကို သူစရေးခဲ့တာပါအဲသူ့ရဲ့အကြောင်းတွေကို လေ့လာဖို့ ကျွန်တော်တွေကိုမတမ်းမတ်ရာတွေတမိုင်းဝင်ကန်ဝင်မြောက်တဲ့အဖြစ်အပျက်တွေဖန်ဆင်းခြင်းလှပမှုတွေတဘာဝတရားတွေတောတောင်ရေမြေကအစကျွန်တော်တို့အားလုံးကိုဘုရားကပေးထားပေးတာပေးထားပေးတာဒါတွေကိုကျွန်တော်တို့မြင်နေတွေ့နေလျက်နဲ့ကျွန်တော်မသိဘူး ဖះကအမြဲတမ်းကျွန်တော်တို့ကိုအပန်လွှင့်ပြီးတဲ့နောက်သာသမီးမင်းကငါဘလောက်ချစ်လဲဆိုတာကြည်စမ်းကျွန်တော်မှကြည်နိုင်စွမ်းနေမရှိတော့ဘူးမြင်လျက်နဲ့မမြင်နိုင်တော့တဲ့အကန်းသမားဘဝတွေရောက်သွားကြပြီလှပတဲ့ပကြီကားချက်ကြီးတွေပြတ်သုံးနေတယ်လို့ပဲကျွန်တော်တို့မြင်နေကြတယ်အစိုးရတွေထဲမှာ အကောင်းကိုကျွန်တော်တို့မမြင်နိုင်တော့ဘူးအဲ့လောက်ထိကျွန်တော်ရဲ့မျက်လုံးတွေကန်းသွားတယ် ဖျားပေးနေတဲ့ message တွေကိုကျွန်တော်တို့မကြားနိုင်တော့အောင်ကျွန်တော်တို့ရဲ့နှလုံးသားနားတွေပင်းသွားပြီ။ကန်းသွားကြပြီ။ဒီနေ့ချစ်တော်ကြီးကိုမောင်မအပေါင်းတို့ကြံပြီးတဲ့နောက်သိုးရင်းရဲ့အဖန်ကို ပြန်နာဆွင့်အောင်။သိုးရင်းကကျွန်တော်တို့တူးချင်းစီကိုသိနေသေးတယ်။ကျွန်တော်ဘက်ကဘလောက်ပဲခဲနေလို့စေသူကတော့နှလုံးသားအကျဉ်းကြီးနဲ့လာပါပြန်လာပါငါမင်းရဲ့တိုးရင်းအမှန်ပါဘာလို့ပုတ်လဲ ကြည်စမ်းမင်းကဘလောက်ချစ်လဲဆိုတာကို ကြည်ပါကျွန်တော်တွေလစ်လူရှုပ်တွေတဲ့ပုံကိုယ်တွေကကန်းတဲ့ကန်းကန်းသွားပြီးတဲ့နောက်ဖရားကိုမမြင်သလိုဖရားရဲ့အချစ်ကိုလည်းနားမလည်နိုင်တော့ဘူးသို့တော့ဖရားဘက်ကလက်မလျှော့တဲ့ဖရားပါအမြဲတမ်းစိတ်ရှည်စွာနဲ့သူ့ရဲ့မေတ္တာ ကြီးမားမှုကို ကောင်းမြတ်မှုတွေကို ဖွင့်ဟပေးနေသေးတယ်။ဒါကို ညင်တက်ကြည့်တက်လေးလာပြီးတဲ့နောက်သင်ယူပြီးထိတွေ့ခံစားခွေအခုနာစုံတော့လေးလိုပဲလောရာအเจ้าကိုတိလာတာနဲ့အမြတိအောင်လဲသူအချိန်ယူတယ်လေးလာတယ်တိလာတာနဲ့အမြနှလုံးသားထဲမှာဘဝထဲမှာလောရာရဲ့ပုံစံလေးတွေကဝင်လာတယ်။သူနည်းတူစားပဲကျွန်တော်တွေလောကမှာဘဝအခြေအနေပေါင်းစုံနဲ့ခေါ်တော်မူခြင်းမျိုးစုံ ဘဝခရီးကိုရှောက်လန်းနေတဲ့အခါမှာဖခင်ကကျွန်တော်တို့ကိုသူ့ရဲ့အချစ်ဇလန်းတွေကိုခင်းပြနေတယ်။လိလာဖို့တော့လိုတယ်။မလိလာပဲနဲ့လူတယောက်ကိုချစ်ဖို့သူ့အကြောင်းကိုကျွန်တော်တို့မလိလာပဲနဲ့နေဦးငါချစ်တယ်မနဲ့ပြန်လက်ထက်မယ်ရမလား။ဒီမှာအတွဲငါတွဲလက်ထက်ချင်းပြင်ဆင်နေကြတယ်။သူတို့ရဲ့ relationship ဘယ်တော့ကလဲပြီးခဲ့တဲ့10နှစ်က10နှစ်တောင်ရှိနေပြီ။ဘာဖြစ်လို့ဂျူလီကန်နဲ့အထိစောက်အောင်ပါလား။ မอยู่သေးဘူးလားတယောက်နဲ့တယောက်ဆက်ပြီးတော့လေးလာကျင်သေးတယ်တိမာကိုနှလုံးသားကို ပုံအပ်ပေးရဲတယ်ကိုဘဝကို ကိုပေးတယ်လို့သူ့ရဲ့ဘဝကိုလည်းကိုရဲ့ဘဝတွေဆွဲသွင်းနိုင်မှာဖြစ်တယ်စစ်မှန်တဲ့ချက်ချင်းမှာမသိပဲနဲ့အသည့်တရားကင်းမဲ့စွာနဲ့အာဖာသေပြောမနေနဲ့အချစ်ဟာမျက်ကန်းလိုပဲမျက်စိမပါဘူး သေးဘောအဲ့ဒီမှာအကံဘောရတယ်ပဲနှစ်ယောက်စလုံးကျွေးနေကြဘောဖြစ်နေတာဒါတွေပဲဖျားကိုကျွန်တော်တို့အဲ့ဒီလိုသဘောမျိုးတယောက်နေတယ်ဖျားအချစ်ကိုသူကတစ်ဖက်သက်ချစ်နေတာကြီးကိုပဲကျွန်တော်တို့ကမလိုမခံစားလို့မရဘူးငါဘဝမှာဖျားဆိုတာမလိုအပ်ဘူးရှိလည်းမရှိဘူးဘာမှလည်းသူအချစ်တလောက်ဒုက္ခဒုက္ခရောက်နေတာ ဘာလဲဖះကချစ်တယ်ဆိုတာအတိတ်ပဲမရှိဘူးလာမပြောနဲ့အေးအဲ့ဒီလိုမျိုးကန်းနေတဲ့ဘဝမျိုးနဲ့ကျွန်တော်ဆက်ပြီးတော့သွားနေအောင်ပါလားဒီနေ့ဖះအကြောင်းကိုလေ့လာဖို့ကျွန်တော်တို့မှာအားရမရှိဘူးအချိန်တွေမရှိဘူးအလုပ်သွားရအောင်ပဲဝုံးမတငယ်ချင်းနဲ့ချိန်ထားတယ်စံစာလေ့လာဖို့ no time no room ဖះရဲ့အခန်းကျွန်တော်တို့နှလုံးသားထဲမှာ မပေးနိုင်ဘူးမရှိဘူးဆိုအဲ့ဒီလို အခြေအနေမှာဒီကနေ့သင်ရဲ့မိကွန်းကငါတိုးရင်းရဲ့အတန်ကိုငါကြားရရဲ့လားကိုရောစကားပြောရဲဆိုတာဘမလည်းမကြားရဘူးနားရောနားထောင်လို့လားကျွန်ရဲ့နှလုံးသားတွေစဉံပတ်တော်ရိုက်နေတာဘာတွေနဲ့လဲဆိုရှယ်မီဒီယာမှာတင်ထားတဲ့ဟိုးဘာတွေလဲ comments တွေကိုဖတ်ပြီးတော့ဟိုလူဆဲလိုက်ဒီလူဆဲလိုက်ဟိုလူရဲ့အာ ပြောတာဆိုတာတွေကိုပြန်ပြီးတဲ့နောက်သူ့ပြန်နေရတာနဲ့ကျွန်တော်တို့တနေ့ပြီးတနေ့အချိန်တွေကုန်သွားတယ်။ကျွန်ရဲ့နှလုံးသားထဲမှာတိတ်ဆိတ်တဲ့အခန်းလေးကမရှိနိုင်ဘူး။ဒေါသတွေနဲ့မနာလိုစိတ်တွေနဲ့တယောက်နဲ့တယောက်အဖြစ်တင်ရတာနဲ့ဝေဖန်ရတာနဲ့ပဲဒီနှလုံးသားအခန်းကမွန်ကျက်နေလောက်အောင် မိုင်းနေနဲ့မောင်မဲပြီးတဲ့နောက်ဘယ်အရာကိုမှနှလုံးသားမျက်စိနဲ့မကြည့်တတ်တော့ဘူးအဲ့ဒီအခါကျတော့ဘာဖြစ်လာလဲဖယားရဲ့အတန်ကိုလည်းမကြားနိုင်သလို သူ့ကိုလည်းမသိတဲ့အခါမှာသူ့ကိုချစ်ဖို့အတွက်ချစ်တုပ်ပြန်ဖို့ဘလို့မှမဖြစ်နိုင်ဘူးဒါကြောင့်ချစ်တော်ညီကိုမောင်မအောင်လို့ဒီကနေ့အရိတိုးရင်းဟာအဝေးမှာမရှိဘူးကျွန်တော်ရဲ့သာသနာထဲမှာရှိတယ် ်ကျွန်တော်ကိုဥယျဥဆောင်ပြုတ်နေတာကယဟန်မင်းကြီးပုပ်ဖရန်စစ်ယဟန်မင်းကြီးလေโอ14သူတို့တွေမဟုတ်ပါဘူးသူတို့တွေကမြင်နိုင်တဲ့ခေါင်းဆောင်တွေပါဘုညင်တော်ဖရာကိုယ်တိုင်ကကျွန်တော်တို့ကိုဥဆောင်ပြီးတော့လမ်းပြနေတာပါဒီနေ့လူသားဆန်တဲ့လူအတိုင်းဝိုင်းတိုင်းမှာလူရဲ့အပြုအမူတွေအတွေးခေါ်တွေရှိတတ်ပါတယ် သာသနာတော်ထဲမှာလည်းရှိတတ်ပါတယ်။ရောင်ဝါးဝါးနဲ့ဝေဝါးပြီးတဲ့နောက်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတွေတဝေထိုးဖို့မဟုတ်ပါဘူး။စစ်မှန်တဲ့သိုးရင်းရဲ့အဖန်ကိုကျွန်တော်တို့ကနှလုံးသားနားရှိတဲ့အခါကျမှ နားထောင်လို့ရပါရဲ့။ဒါကြောင့်ဝိညာဉ်တော်ရဲ့အဖန်ကိုတူးချင်းတော်၎င်းစုပေါင်းပြီးတော်တော်၎င်းနားထောင်တတ်တဲ့အလေးချင်းလို့ပါ။ကျမ်းစာတော်များဟာ တိုးရင်းရဲ့အသံတော်တွေပါဒီကနေ့ကျွန်တော်တို့ကိုတည်င်းကောင်းပေးနေတာပါလေငါတိုးတွေကငါရဲ့အသံကိုလည်းကြားပြီးရနောက်ငါနောက်ကိုလိုက်တယ်လိုက်တဲ့အထက်မှာကျွန်တော်တို့တူးချင်းစီပါရဲ့လားဖယားနောက်ကိုကျွန်တော်လိုက်ရဲ့လားပတ်စံနောက်ကိုလိုက်နေတာလားယာဒူးနောက်ကိုလိုက်နေတာလားတည်င်းကပဲမြဲမဲ့ကြော်ကြားမှုနောက်ကိုကျွန်တော်လိုက်နေတာလားကြံစင်းစားပါ မဟုတ်မှန်းသိရတာနဲ့မမှန်ကန်တဲ့လိန်လေလှည့်ပြားခြင်းနေနဲ့စီးပွားရှာပြီးတော့အောင်မြင်ခြင်းနောက်ကို ကျွန်တော်လိုက်နေတာလားညီကိုမတော်မပေါင်းလို့ကျွန်တော်ဘသူနောက်ကိုလိုက်နေတာလဲဖယားနောက်ကို မလိုက်ဘူးဆိုရင်နတ်ဆိုးနောက်ကိုကျွန်တော်လိုက်နေပါပဲနှစ်ခုပဲရှိတယ်တပြိုင်တည်းစန့်ကျင်ဘက်လားရကိုမသွားနိုင်ပါဘူးတဏှာကိုလိုက်ရင်တဏှာကိုတော့လွတ်ချရမှာပဲ။ ရွေးချယ်ဖို့အတွက်တခုကိုပဲရွေးချယ်ပိုင်권ရှိပါတယ်။အဲဒီခါကျတော့စုံတောက်လေးကလောရာကိုချွတ်ကျွမ်းဝင်သွားတယ်။ပြီးတဲ့အခါမှာနှစ်ယောက်သားပျော်ရွှင်စွာနဲ့ဘဝကိုဆက်လက်ပြီးတဲ့နောက်ရှောက်လန်းသွားနိုင်တယ်။ဒီကနေ့ဖယားရှင်ကကျွန်တော်တို့ကိုတစ်ဖက်သက်ချစ်တဲ့အခါမှာကျွန်တော်တို့ကလည်းပြန်ပြီးတဲ့နောက်တုတ်ပြန်လိုက်ခြင်းအပြင်ဘာဖြစ်လဲ။ ငါသိုးတွေအတွက်ငါထာဝရအသက်ကိုပေးတယ်ထာဝရအသက်ဆိုတာထာဝရပျော်ရှင်ခြင်းပါအဲ့ဒီထာဝရပျော်ရှင်ခြင်းကသေပြီးမှရမယ်ပျော်ရှင်ခြင်းမဟုတ်ပါဘူးအခုတည်းကရနေတာပါလောကငရဲလို့ခေါ်နေတဲ့ကျွန်တော်တို့ရဲ့ဖြစ်ပျက်နေတဲ့ဒီကနေ့နိုင်ငံရေးအဖြစ်အခင်းကျင်းနေကြတဲ့မှာတဘာဝဖေးတန်နေကြတဲ့မှာ ဖျားနဲ့သာနေကြည့်ပါ။ပိုးရင်းနဲ့အတူတူလုံကြုံစွာရှိတဲ့အခါမှာကျွန်တော်စာလ23ရဲ့ဖေမင်းရဲ့ဂျိုင်ဝမ်းထဲမှာရှောက်လန်းနေရတော့လဲငါဟာမကြောက်ပါ။ဘာကြောက်လဲ။ကိုရောရှင်ကလည်းအတူရှိတယ်။သူ့ရဲ့တကုံးတော်တောင်ပွေးတော်လန်ဒန်တော်အကာအကွယ်အားလုံးမှာငါလုံကြုံစွာနဲ့ရှင်သန်ခွင့်ရတယ်။ဒါသည်လောကမှာနေတဲ့ကထာဝရရဲ့ပျော်ရွှင်ခြင်းကိုခံစားနေရတာပါ။ ဘဝရှင်သန်နာခြင်းတူတူပဲသို့တော့ကျွန်တော်ရဲ့သိုးရင်းကိုသိတဲ့အသည့်တရားသိုးရင်းနောက်ကိုလိုက်ချင်းတဲ့သိုးရင်းရဲ့ချစ်ချင်းမြတ်တာ၌မွေလျော်နေတဲ့ပုံကိုယ်ရေဟာလောကရဲ့ငရဲလို့မမြင်တော့ပါဘူးသူရဲ့နှလုံးသားမျက်လုံးနဲ့ကြည့်တဲ့အခါမှာကဘာကြီးကလှပနေသလိုပြက်ပြက်နေတဲ့အဖြစ်ပြက်တွေကြားထဲမှာဖျားငါနဲ့အတူရှိတယ်ဆိုတော့အသည့်နဲ့ နေ့စဉ်ရှင်သန်ကြွင်ရပါတယ်။အဲ့ဒါဟာဒီကနေ့ကျွန်တော်တို့သိုးရင်းတော်တနင်္ဂနွေနေ့မှာဖျားပေးနေတဲ့လက်ဆောင်ပေါ်မှာအဲ့တရားတွေကိုနှလုံးသွင်းပြီးတဲ့နောက်ဒီနေ့ကနေစပြီးငါဖျားဖြစ်တဲ့သိုးရင်းတော်ရဲ့အပန်ကိုနေ့တိုင်းတတိနဲ့နားထောင်ရအောင်ပေါ်ရင်းနဲ့ငါကြားထဲမှာအဟံတားဖြစ်စေတဲ့မကြားနိုင်လောက်အောင်ငါကိုနားပိတ်နေတဲ့အရာတွေတခြားစုညံတန်တွေဘာတွေလွှမ်းမိုးနေလဲပြန်ဆန်းစစ်ပါ ထည့်ပလိုက်ပါဆိုရှယ်မီဒီယာကကျွန်တော်တို့နားတွေကိုပိတ်စေတယ်ဆိုရင်ဖះရဲ့အတန်ကို ကြားဖို့အတွက်အဟန့်တာဖြစ်စေတယ်ဆိုရင်ရှော့ချလိုက်ပါလွတ်ပစ်လိုက်ပါ ကျွန်တော်ရဲ့မတော်လောဘတွေကဒေါသတွေကကျွန်တော်တို့ကိုဖះရဲ့အေဂျင့်နဲ့တို့တို့လေးနဲ့ညင်ညင် သာသာနဲ့ခေါ်နေတဲ့အပံကိုပိတ်ဆို့စေတယ်ဆိုရင်ဒါတွေကိုရှော့ချလိုက်ပါ ကျွန်တော်အားလုံးသိတယ်မကြခင်သိရမယ်ဆိုတာလောကအတ္တတားလေးဟာတထင်ကပဲတူတူလေးပါအဲ့တူရဲ့အချိန်မှာဘာဖြစ်လို့ကျွန်တော်တို့ကလွတ်ချတဲ့နေရာတွေမလွတ်ချနိုင်သေးတာလဲဖယားပြောနေတဲ့အပန်တွေကိုဘာကြောင့်မနာထောင်ကျင်တာလဲဘဝကိုအတိတ်ပဲရှိရှိရှင်သန်ကြရအောင် စစ်မှန်တဲ့နောက်ဆုံးပန်းတိုင်ကကျွန်တော်တို့ဘာအတွက်အသက်ရှင်နေတာလဲဆိုတော့အချက်ကအရေးကြီးဆုံးပါကောင်းကင်ကိုသာရအသက်ကိုငါပေးမယ်ပေးနေတဲ့သူကပေးလျက်နဲ့ကျွန်တော်တို့ဒီကနေ့ခံယူတတ်တဲ့နှလုံးသားနဲ့ဒီမိစားတရားတော်မြတ်မှာကောင်းတော်သူရင်းဖြစ်တဲ့သခင်ခရစ်တော်ကသူကိုယ်တိုင်သူရင်းလေဟုတ်တယ်လို့ဘိုးတငယ်တဲ့ဖွယ်ရစ်ကောင်းတဲ့ဖွယ် ငါဤအသားဖြစ်ဤငါဤအသွေးဖြစ်ဤယူစားကြတောက်ကြလို့ဖိတ်ခေါ်နေတဲ့ဘုရားရှင်ကမိစားတရားမှာ ကျွန်တော်ရဲ့နှလုံးသားတွေကိုကိုရောမြတ်အသွင်အားဖြင့်ဆင်းကြွလာမယ်ကြိုးဆိုရအောင်ပူရင်းရဲ့အပံကိုဂယုတစိုက်နားထောင်ရအောင်သူပေးနေတဲ့ချက်ချင်းမြတ်တာနဲ့ဖာရအသက်ကိုလည်းအပြည့်ဝခံယူပြီးတဲ့နောက် အဲရီတာရခยีကဒီလောကယခုအချိန်တွေကဒီနေ့တွေကအစာပြုတ်နေတယ်ဆိုတာကိုအတိတရားရှိရှိနဲ့ဆက်လက်ပြီးတဲ့နောက်တိုးရင်းနဲ့အတူတူ သူ့ရဲ့နောက်တော်ကိုထက်ချက်ပကွာလိုက်နိုင်ရအောင်လိုအပ်တဲ့ခြေစတော်များကို တောင်းလျှောက်သနာခံကြပါစို့ဂျာနာသူကအားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ